လူတိုင်းအာမခံဝယ်တင်သလားအဝယ်တင်မူလားအာမခံဆိုတာဘာလဲအားလုံးမင်္ဂလာပါကျွန်တော်ကတော့မင်္ဂလာတစ်ထင်းလောင်းစီစဉ်ရဲ့တတိယဥရှိဦးဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့မဖြစ်မနေတည်ထားတဲ့အာမခံ insurance အကြောင်းကိုအယိုးရှင်ဆုံးနားလည်အောင်ပြပြပေးသွားမှာဖြစ်ပါတယ်အာမခံဆိုတာကိုဘွားမှာငွေရီးတီအကွာအွယ်ပေးထားတဲ့စာချုပ်တစ်ခုပါပဲရုပ်တရက်မထင်မှတ်တဲ့ထိလာနိုင်တဲ့ထိခိုက်မှုတွေ ယောဂဝေဒနာတွေဒါမှမဟုတ်ကိုယ်ပိုင်ဆိုင်မှုတွေဖြစ်စီတွားရမျိုးတွေကြိုတင်ပြင်ဆင်ထားတာပါဒါကြောင့်ကျန်းမာရေးအမခံကားအမခံအသံအမခံဆိုပြီးမျိုးစားတွေအများကြီးရှိနေတာပါဒါဆိုအမခံဘလို့အလုံးလို့လဲဆိုတာရှင်းပြပါမယ်ပထမဆုံးကိုကအမခံကုမ္ပဏီကိုပုံမှန်ပေးသိမ့်ဝင်ပရီမီယံကိုလာစင်ဒါမှမဟုတ်နှစ်စင်ပေးရပါတယ်ဒါကကိုယ့်ရဲ့အကာအကွယ်အတွက်ပေးရတဲ့အခချင်းငွေပါပဲ ခံမကောင်းစွာနဲ့သတ်မှတ်ထားတဲ့မတော်တဆတစ်ခုခုဖြစ်လာပြီဆိုရင်ကိုကအာမခံတောင်းခံမှုပြုလုပ်ရပါတယ်။အဲ့ဒီကအာမခံကုမ္ပဏီကကိုစာချုပ်သတ်မှတ်ချက်အတိုင်းကျော်ချင်းငွေပေးပြီးကုညီပေးပါတယ်။ဥပမာကိုမှာကျမရဲ့အာမခံရှိရဆိုပါဆိုရုတ်တရက်မြင်မကောင်းဖြစ်ပြီးခွဲစိတ်ကူတာမှုတွေခံယူတဲ့အခါတိတ်ဆဲကြီးရာကြီးကုန်နေပါတယ်။အဲ့ဒီကအာ ကိုကအာမခံတောင်းခံမှုပြုလုပ်တာနဲ့ကိုရဲ့စေယုံစေရှာဝင်စေးတွေနဲ့အများစုကိုအာမခံကုမ္ပဏီကစာချုပ်ပါသတ်မှတ်ချက်တိုင်းကြာခံပေးပါလိမ့်မယ်။ဒီတော့အာမခံရဲ့အကြီးအကဲရွေးချက်ကလူအများကြီးစီကပတ်စံတွေကိုစုထားပြီးပြီးအခက်အခဲကြုံလာတဲ့အခါလူနည်းစုကိုပြန်လည်ကူညီပေးဖို့ဖြစ်ပါတယ်။ဒါဟာအန်ဒီမြတ်ဝေချင်း Trix Sharing ဘောဒီကလည်းအလုပ်လုပ်တာပါ။အာမခံမဝဲခင်မှာသင်စဉ်းစားမယ့်အချက်လေးရှိပါတယ်။နံပါတ်၁ချက် ကိုယ့်အတွက်အမကန်မျိုးစားအသက်ချမ်းမာရေးဒါမှမဟုတ်ပစ္စည်းဘယ်ဟာအခြေအကျဆုံးလဲဆိုတော့မိသားစုအခြေအနေနဲ့ဝင်ငွေပေါ်မူတည်ပြီးဆန်းစစ်ပါနှစ်အကာအကွယ် coverage ကုမ္ပဏီကဘယ်နေရာမှာအမကန်ပြီးဘာအဲ့အတွက်အမကန်မပေးလဲဆိုတာကိုစာချုပ်စာလမ်းပေါ်မှာတေချာဖတ်ပြီးရှင်းရှင်းလင်းလင်းနေပါဘုံပေးသွင်းပြီးပရီးမီယာလာစင်ဒါမှမဟုတ်နှစ်စင်ပေးရမယ့်ပိုက်ဆံက ကိုရဲ့ဝင်ငွေရဲ့တတ်မှတ်ပေးထားတဲ့ဇာကံမလုံးထက်မကျော်သင့်ပါဘူးဗျာအာမခံကရေရှည်အတွက်မို့လို့ရေရှည်မှာပေးပိုင်တဲ့ပမာဏဖြစ်ဖို့အရင်ရေးကြည့်ပါလေဗျာဒါကြောင့်ကို့အတွက်နဲ့ကို့မိသားစုအတွက်အရေးကြီးဆုံးဖြစ်တဲ့အာမခံမျိုးဆောင်ဒီနေ့ကပဲစတင်လေးလာပါသင်ကိုယ်တိုင်စိတ်အေးချမ်းသာစွာနေထိုင်ဖို့အာမခံဆိုတာပထမဆုံးစဉ်းစားတဲ့အရာတွေကတစ်ခုဖြစ်ပါတယ်နောက်ထပ်ဒီလိုမျိုးဘူးတုဒရရစရာအကြောင်းအရာတွေကိုသိချင်တယ်ဆိုရင် ျွန်တော်တို့မြင်္ဂလာ news ကို like and follow လုပ်တော့မမေ့ပါနဲ့နော် see you